မင်္ဂလာပါရှင်စပုပ်ပြည်ရဲ့မြန်မာမကျေးဇူးလိုက်ပါရယ်2025ခုနှစ်မတ်လ20ရက်နေ့ကျန်းသာရေးနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင် တရင်ကောင်းစဉ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း31ကိုတွင်ကင်းပတ်ရန်ထွက်လာသည့်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်မှ9ဦးသေဆုံး၊လေးမျက်နှာရည်အေအေနဲ့စစ်တပ်တို့အကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှသေဆုံးမှုများပြားကစစ်သားအလောင်းများကိုအင်ကပူတို့ပို့ဆောင်သကြုံနေစလင်းမြို့နယ်အတွင်းစစ်ကြောင်းထူလာသောစစ်တပ်ကိုအကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုစစ်သား10ဦးထပ်မံနေသေဆုံးဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ ။ဦးစားရန်ကုန်မင်းလေးမြန်လန်မိုင်းတိုင်း39ကိုတွင်ကင်းပတ်ရန်ထွက်လာသည့်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်မှ5ဦးသေဆုံးသွားတဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မင်းလေးအမြန်လန်းမိုင်းတိုင်း39ကိုရင်ရဲကအင်စီကားတို့ဖြင့်ကင်းပယံထွက်လာသည့်ဂျမတ်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်မှ9ဦးသေဆုံးခဲ့တယ်လို့နထိုးချီ People Defense Force မြင်းချံခရိုင်အမှတ်40တရင်မှပြောရေးဆိုခွင့်ရှိသူထံကသိရှိရပါတယ် မက်စလာ19ရက်နေ့နံနက်ပိုင်းတွင်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်းတုံးတကူတွင်ဂျမ်ဘတ်စစ်ကောင်စီတပ်သားများကရဲကားတစ်စီးအင်စီကားနှစ်စီးဖြင့်ကင်းပတ်ရန်ထွက်လာစဉ်နထိုးကြီး PDF နှင့်မဟာမိတ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ရင်းတိုက်ခိုက်မှုတွင်ဂျမ်ဘတ်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးတွလိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။စူပါတိုက်ခိုက်မှုကတော့မြင်းကျန်ခရိုင်အမှတ်လေးတည်းရင်မြင်းကျန်ခရိုင်အမှတ်30တည်းရင်နထိုးကြီး PDF နှင့်မဟာမိတ်ဖြစ်တဲ့မြေသားမျိုးနှင့်ဘကဖာ တို့ကပူးပေါင်းကာလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆလဘီလေးမျက်နာတွင်အေးအေးနဲ့စစ်တပ်တို့ကြားတိုက်ပွဲမြင့်တက်နေပြီးစစ်ကောင်စီဘက်မှသိဆုံးမှုများပြားကစစ်သားအလောင်းများကိုအင်ကပ်ပူတို့ပို့ဆောင်တကြုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။အေယာဝရီတိုင်းလေးမျက်နာမြို့နယ်တွင်အေးအေးနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲမြင့်တက်နေပြီးဂျမ်ဘက်စစ်တပ်ဘက်မှထိခိုက်သိဆုံးမှုများပြားကစစ်သားအလောင်းများကိုအင်ကပ်ပူတို့ပို့ဆောင်တကြုံနေကြောင်းစီးသတင်းရင်းမြစ်ထံကသိရှိရပါရစေ။မက်ရှလာ19ရက်နေ့မှစတင်ပြီးလေးမျက်နာမြို့နယ်ဝက်ကုံချေးရွာအနီးရှိဝက်ကုံရွာလဲကုံလေးရွာလဲကုံ ကြီးရွာဆက်ဆက်ရွာချင်းလေရွာနဲ့စံကုန်းရွာတို့တွင်ဂျမ်းမစစ်တပ်နဲ့အေအေတို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။စူပါကြီးရွာများတွင်တီတီတိုက်ပွဲများယနေ့ချိန်ထိပြင်းထန်နေခဲ့ပြီးဂျမ်းမစစ်တပ်ဘက်မှထိခိုက်ဒေဆုံးသူများပြားကဒေဆုံးသူများကိုအင်ကပ်ဘူးမြို့နယ်ကွင်းကောက်ဒေသပသိမ်မုံရွာလမ်းမကြီးပြီးရှိအုတ်တင်းကုန်းကြီးရွာမြေတကျဆက်သို့ပို့ဆောင်တကြုံနေတယ်လို့သိရှိရပါတယ်။လက်ရှိချိန်တွင်တီတီတိုက်ပွဲများကြောင့်ဝက်ကုန်းကြီးရွာအုပ်စုမှဒေသပြည်သူများပါဝင်နီနာကြီးရွာများမှထောင်ထဲချီတဲ့ ဲ့ပြည်သူများပြီးလူရသူထွက်ပြေးတင်းချောင်နေရကြောင်းသိရှိရပါတယ်။အေအေကရခိုင်ပြည်နယ်ဆက်ဆက်လျက်ရှိတဲ့အေရဝတီတိုင်းမကွေတိုင်းနဲ့ပဲခူးတိုင်းတွင်သူထူပောက်ဝင်ရောက်တိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်လျက်ရှိကြောင်းအေအေရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးစလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကကျင်းကျင်းပိုင်းဆွဲတိုက်ခိုက်မှုစစ်သား၁၀ဦးထက်မနည်းသေဆုံးပြီးကားတစ်စီးပျက်စီးသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။မကွေတိုင်းစလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ဂျမတ်စစ်တပ်ကအကျင်းကျင်းပိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့်စစ်သား၁၀ဦးထက်မနည်းသေဆုံးပြီးကားတစ်စီးပျက်စီးခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူဒုထံကသိရှိရပါရစေ။မက်ရှလာ၆ရက်နေ့မှ၁၉ရက်နေ့ထိစလင်းမြို့နယ်စလင်းစီဖြူကျွန်းလမ်းပိုင်းနဲ့စင်ဖြူကျွန်းတညောင်လမ်းပိုင်းကိုဂျမတ်စစ်တပ်က၁၂ရက်ကြာတိုက်ခိုက်ကာက ားများဖြင့်စစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မန်ရှလ6ရက်နေ့တွင်ဂျမ်ဘက်စစ်တပ်စစ်ကြောင်းဟာစလင်းစင်ပြူကျွန်းလမ်းမမှာရောက်ရှိနေစဉ်မြို့နယ်ဘာကဘာမှာတွလင်းရဲဘော်များကမိုင်းပွိုက်နှနေရာဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအပြန်အလှန်ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းတို့ပြင်စင်ပြူကျွန်းတညောင်လမ်းပိုင်းတွင်လည်းမြို့နယ်ဘာကဘာနှင့်မဟာမိတ်တွလင်းတပ်ရင်းတပ်ဖွဲ့များကပူးပေါင်း၍မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဂျမ်ဘက်စစ်တပ်ဘက်မှအထင်အရွေးလေးချောင်းဖြင့်အချိန်ချင်းလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ် ယ်လို့သိရှိရပါတယ်။မက်လ16ရက်နေ့တွင်ပွင့်ဖြူဘက်မှစစ်ကား6စီးဖြင့်ထပ်မံအင်အားဖြည့်တင်းလာခြင်းတွင်ဂျမစစ်တဲ့ရင်နန်းကိုတွန်လင်းတပ်ဖွဲ့များကဆလင်းစင်ပြူကျွန်းလမ်းမိုင်းတွင်ပဒေသာမိုင်းဖြင့်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရပါစစ်ကားတစီပြစီပြီးစစ်တပ်ဘက်မှတိုက်ခိုက်သိမ်းဆုပ်မှုများပြားခဲ့တယ်လို့သိရှိရပါတယ်။ဂျမစစ်တဲ့ဟာ၎င်းတို့ထပ်မံဖြည့်တင်းထားတဲ့အင်အားဖြင့်စင်ပြူကျွန်းတညောင်လမ်းပိုင်းကိုဆက်လက်စစ်ကြောင်းတူလာခြင်းညနေပိုင်းတွင်တညောင်တိုက်နယ်ဆလင်းပကဖဆုံသုံးမှာတွန်လင်းရဲဘော်များကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရ ာမှာအပြင်းအလန်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ဒုစနစ်ရဲ့ကြာတိုက်ပွဲအတွင်းဂျမက်စစ်တပ်ဘက်မှဆယ်ဦးထက်မနည်းသေဆုံးပြီးဒီကိတ်တရားရရှိသူများပြားကြောင်းဒေါ်လင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စူပါတိုက်ခိုက်မှုကတော့ဇလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဇလင်းပကဖမင်းဘူးခိုင်အမှတ်1တရင်ဒေါင်းစစ်အောင် LPDF မကွေးခိုင်အမှတ်တရင်မကွေးမြို့နယ်ပကဖစေပြေမြို့နယ်ပကဖပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ဒီနေ့2025ခုနှစ်မတ်လ20ရက်နေ့တက်နောက်ဆုံးရပြည်တွင်းသတင်းများကိုစပုတ်ပီဒီအမြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းယီမွေးဖြစ်ပါတယ်ရှင်။